တရုတ်သမ္မတကရုရှားလုံခြုံရေးကောင်စီအတွင်ရေးမှုကိုလက်ခံတွေ့ဆုံတရုတ်သမ္မတရှီဂျင်ဖင်ဟာရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်ရေးမှုစာကေရှိုင်းဂုတ်ကိုပေကျင်းမြို့တော်ပြည်သူ့ခမ်းမဆောင်မှာဖေဖော်ဝါရီ28ရက်ညနေပိုင်းကလက်ခံတွေ့ဆုံခဲ့ကြောင်း Global တိုင်းမှာဖော်ပြထားပါတယ်။အဲ့လိုလက်ခံတွေ့ဆုံရမှာ ရှီဂျင်ဖင်ကတရုတ်ရုရှားဟာသောတောင်ရေးမြေချင်းဆက်ဆက်နေတယ်။ ချစ်တည်ရင်းနေတဲ့အိန္ဒိယနိုင်ငံတွေဖြစ်ကြသလိုခိုင်မာတဲ့မိတ်ဆွေစစ်မိတ်ဆွေမှန်တွေဖြစ်ကြကြောင်းပြောကြားခဲ့တယ်လို့ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။ဒါပြင်တရုတ်ရုရှားဆက်ဆံရေးဖော်ပြတိုးတက်ရေးအတွက်ကြေပြားတဲ့အစီအစဉ်တွေချမှတ်ပြီးအထူးကနိုင်ငံတကာနဲ့ဒေသတွင်းကိစ္စရပ်တွေကိုနက်နက်ရှမ်းရှမ်းဖလှယ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တရုတ်ရုရှားဆက်ဆံရေးအတွက်အရေးကြီးတဲ့အစီအစဉ်တွေကိုလည်းဆက်တိုက်လက်ခံကျင်းပသွားမှာဖြစ်ကြောင်းရှီကပြောကြားထားပါတယ်။ နှစ်နိုင်ငံပေါင်းဖို့ပြောတော့တဲ့ရဲ့အထောက်အကူဖြစ်စေဖို့အတွက်မဟာဗျူဟာများနှိမ့်နိုင်ဆောင်ရွက်မှုနဲ့လက်တွေ့ကြတဲ့ပူပေါင်းဆောင်ရွက်မှုတွေကို အစဉ်ဆက်မပြန်နှစ်ရှမ်းစွာဆောင်ရွက်ဖို့လည်းနှစ်ဖက်စလုံးကတောင်းဆိုထားပါတယ်အခုနှစ်ဟာဂျပန်တို့ရဲ့ကျူးကျော်မှုကိုစတင်တဲ့တရုတ်ပြည်သူစစ်အောင်ပွဲ280ပြည့်နှစ်ပတ်လည်ဖြစ်ပြီးဆိုဗီယက်ယူနီယံမျိုးချစ်စစ်ပွဲကမ္ဘာဖက်စစ်စတင်ရေးစစ်ပွဲနဲ့ကုလသမဂ္ဂအထူးထောက်မှု280ပြည့်နှစ်ပတ်လည်ဖြစ်ကြောင်းလည်းရှေ့ကမှတ်ချက်ပြုထားပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။